မင်္ဂလာပါရှင်။ဥဖိုးဝင်တဲ့ကြာကန်ရွာသူ မတဲဖြူဆိုတဲ့ဇလန်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကြာကန်ရွာရဲ့အိမ်လေးတလုံးပေါ်မှာရွာသူရွာသားများစုယုံရောက်ရှိနေပါတယ်။အကြောင်းကတော့ဒီအိမ်မှာရှိတဲ့မတဲဖြူကို အပထုံမှာဖြစ်တာကြောင့်အိမ်လေးပေါ်မှာလူကြီးလူငယ်မိန်းမကြီးမိန်းကလေးစုံလင်လာပါတယ်။မတဲဖြူကိုအပထုတ်ပေးမယ်လက်လုံတောင်ပေါ်မှာဆရာကြီးဥဖိုးဝေအားစောင့်နေကြခြင်းပဲဖြစ်ပါတယ်။ မသိပြုကတော့ရွာသူဖြစ်ပေမဲ့အသားရည်အဖြူဘက်ကိုပါပါတယ်။အခုကတော့နနူးနေလိမ့်ကြံထားပြီးဝါဝန်းနေပါတယ်။လှပခဲ့တဲ့မျက်နာက အခုချိန်မှာတော့ပုံစံအမျိုးမျိုးနဲ့လှုပ်ပြနေပါတယ်။မဲပြလိုက်ပြုံးပြလိုက်နဲ့အန်ကျိတ်တဲ့အခါလဲရှိသလိုမျက်တောင်အနီနဲ့လူအများကိုကြည့်နေတတ်သေးပါတယ်။ပစက်မှလည်းကြက်အော်တန်လိုလိုငှက်အော်တန်လိုလိုအော်နေပါတယ်။ တမီးဖြစ်သူရဲ့အော်တန်ကြောင့်စိတ်မချမ်းမမြေ့ဖြစ်ကတမီးဖြစ်သူအားတမီးတဲ့ဖြူစိတ်ထိမအောင်ကွယ်ငါကနင့်တမီးမဟုတ်ဘူးတမီးကအမေတမီးမဟုတ်လို့ဘသူတမီးဖြစ်ရမှာလဲနင့်တမီးမဟုတ်ဘူးမဟုတ်ဘူးလို့ထိုင်နေတဲ့အကြီးလာကတမီးဖြစ်သူတဲ့ဖြူနာတူပြီးကတ်သွားတယ်။အဲဒီကမှာတော့တဲ့ဖြူကမိခင်ကိုလက်နဲ့စောက်တွန်းလိုက်ပါတယ်။တဲ့ဖြူရဲ့အားနဲ့တွန်းလိုက်တာကြောင့်နောက်ကိုအကြီးလဲကျသွားပါတယ်။ အဲ့ဒီအချင်းရာကိုမြင်သွားတဲ့တဲဖြူရဲ့အကိုနှစ်ယောက်အနက်မှကိုလင်းဆိုသူက အမေအဲ့ဒါတက်ရဲ့ဒါမှမဟုတ်စုံဘူးနေတာကျုပ်တို့ထုတ်လိုက်မယ်နေစမ်းနင်တို့ဘာတက်လို့ထုတ်မှလဲကျုပ်တို့ကဆရာကြီးစံတင်ခိုင်းနဲ့ဝင်ထားတယ်ဗျဒီလောက်ကတော့ရရယ်အိုးနင်တို့ဘာခိုင်းမဲဝင်ဝင်ငါတမီကိုမထိနဲ့ငါဆရာကြီးကိုပင့်ထားတယ်အကြီးလာကသူ့ရဲ့သားများကိုခတ်မမပြောလိုက်ပြီး ဥဖိုးဝေအလာကိုသာစောင့်နေပါတယ်။အိမ်လေးပေါ်မှာရှိတဲ့သူတွေကလည်းလက်လုံတောင်ပေါ်မှာဥဖိုးဝေကိုစောင့်နေကြပါတယ်။အဲဒီချိန်အိမ်ပေါ်ဝါမှာကလေးတူရဲ့အော်ပြီးစကားပြောတဲ့အတန်ကထွက်ပေါ်လာပါတယ်။ဆရာကြီးလာပြီဟေ့ရွာသူရွာသားတွေကအဲ့ဒီအတန်ကြောင့်အိမ်လေးရဲ့တကားဝါစီကိုအကြည့်ရရောက်ရှိသွားပါတယ်။အိမ်လေးပေါ်ကိုဥဖိုးဝရှေ့ကနေတက်လာပြီးသူ့ရဲ့နောက်မှာတော့သူရိယပါတက်လာပါတယ်။ဥဖိုးဝကိုမြင်တဲ့အခါအကြီးလာက ဆရာကြီးကြွပါရှင်ကြွပါကြွပါကျမသမီးလေးကိုကဲပါအောင်အကြီးလာကခရီးဦးကြိုပြရင် သမီးဖြစ်သူကိုကဲတင်မှုတဆက်သေးစကားကိုဆိုလိုက်ပါတယ်စိတ်ချပါမကြီးကျုပ်တဆွမ်းတော့ကူညီပါမယ်ကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ကျုပ်တို့ကလေးမလေးကိုယဉ်ကြည့်ကြတာပေါ့ဦးဖိုးဝေကပျော့ပျော့ဆူဆူအကြီးလာနဲ့အတူခရောင်ကဒန်းဖြစ်နေတဲ့မတဲဖြူအနာကိုတွားကြလေပါတယ်သူရိယသည်လည်းလွယ်လာတဲ့ဥပိုးဝေရဲ့လွယ်အိတ်ကို လက်ကိုပြောင်းကင်ပြီးသူတို့နောက်မှလိုက်သွားပါတော့တယ်။အိမ်နောက်မှာတော့ဥပိုးရေကတဲဖြူကိုတေးချကြည့်ပြီးသမီးစိတ်ကိုထိန်တော့ဘာသမီးလဲ။နင်းကဘယ်ကအဖိုးကြီးလဲ။တဲဖြူကမျက်နှာထားတင်းပြီးနီရဲနေတဲ့မျက်လုံးနဲ့ကြည့်ပြီးမာထန်တဲ့စကားတန်နဲ့ပြောဆိုနေပေမဲ့ဥပိုးရေကစိတ်ဆိုးခြင်းအမူအရာဖြစ်ပေါ်ခြင်းအမှုန်မပြုပါ။အဲ့ဒီနောက်မှာတော့ငြိမ်းအေးတဲ့စကားတန်နဲ့သမီးစိတ်ကိုထိန်ခွဲသမီးမေလည်းစိတ်ညစ်နေတယ်။ အိုးဘာအမေလဲငါမှအမေမရှိဘူးထွက်သွားစမ်းသွားကြအကုန်ထွက်သွားကြတဲဖြူကဥဖိုးဝေနဲ့အခြားသူတွေကိုပါထွက်သွားဖို့အော်ဟစ်နေပါတယ်အဲ့ဒီခါဥဖိုးဝေက အမကြီးကြောက်တက်ထားတဲ့ပညာတွေအရာအမကြီးသမီးမှာအမောင်ပရောကမရှိပါဘူးဗျာအဲ့ဒါဆိုကျမသမီးလေးကဘာဖြစ်တာလဲရှင်ကျောက်အထင်တော့အမျိုးသမီးယောဂတခုဆွဲကတ်နေတယ်ထင်တယ်အဲ့ဒီကိစ္စတော့ကျောက်လည်းတက်အပ်မပြောတတ်ဘူး စိတ်ညစ်လိုက်တာဆရာကြီးရဲ့ကျမသမီးလူကိုဘလို့လုပ်ရပါမလဲကျုပ်အကြံပေးနေတာတော့စိတ်ယုံစေကံတော့ပြတဲ့နေကျမတို့ရွာကတော့အရင်ကြတော့မြို့သွားဖို့ဆိုတာမလွယ်ပါဘူးရှင်ဒါနဲ့အမကြီးရဲ့သမီးကလေးကိုလည်းမတွေ့မိပါလားဘေးရင်ကတူမတယောက်ခေါ်သွားတယ်သမီးကဒီလိုဖြစ်နေတော့ကလေးအတွက်စိုးရိမ်လို့တဲ့သူကလည်းနှစ်လသားကလေးပဲရှိသေးတယ်လေအေးအချိန်ဆွဲလို့တော့မရဘူးနော်အမကြီးကျုပ်အထင်လေး မိဖွားပြီးကစားသွင်းလူသွားမှုမှာလန့်စရာတွေဘာတွေများမြင်တွေ့ခဲ့ရလို့လားဥဖို့ဝေရဲ့အမေကိုအကြီးလာချစ်ချင်းမဖြစ်ဘဲခိတ္တငိန်နေပြီကျမလည်းဂယုစိုက်ပါတယ်ဒါပေမဲ့အကြီးလာအဲ့လိုပြောနေတဲ့ချိန်သူ့ရဲ့သားတွေဖြစ်တဲ့ကိုလင်းနဲ့ကိုစောကအကြီးလာကိုအမေကိုမဟုတ်တာတွေမင်းနေတာကိုစဉ်းစားမနေနဲ့ဒီလူကြီးမနိုင်လို့ရှောက်ပြောနေတာဖြစ်မယ်ဟဲ့ကိုလင်းဆရာကြီးကိုအားနာစရာဘာတွေပြောနေရလဲဘာဆရာကြီးလဲရွာကလူတွေပေးတာကိုအလကားစားနေတဲ့လူကြီး ဘာမှအာနာစရာမလိုတော်စန်းကလေးနင်ကလည်းပြောလေကဲလေပါလားအမေကိုလင်းပြောတာမှန်နေဘာစရာကြီးလဲကျောက်ကတော့မယုံတရေပူးနေတာမထုတ်နိုင်လို့ရှောက်ပြောနေတာသူမထုတ်နိုင်ကျောက်တို့ထုတ်မယ်ငါဆိုနင်တို့ဘာတွေဖြစ်နေကြတာလဲအကြီးလာကသူမရဲ့သားနှစ်ယောက်ကဆရာကြီးကိုရိုင်းပြစွာ ပြောနေတဲ့ဇာတ်ကားတွေကြောင့်အာနာပြီးမျက်စိမျက်နာပြတ်နေတယ်လို့အဲ့ဒီလိုပြောတဲ့ဇာတ်ကားတွေကြောင့်ဥဖိုးဝေကိုလေးစားတဲ့သူတွေကလည်း မကြင်မနက်ဖြစ်ပြီးတူ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 နဲ့အချင်းချင်းတိုင်မီနေကြပါတယ်။သားရရဲ့စကားတွေကြောင့်ဥဖိုးဝေကို မျက်နှာချင်းမဆိုင်ဝင်တဲ့အကြီးလာကိုဥဖိုးဝေမှ အမကြီးရပါတယ်ကြောက်ခွင်းလို့ပါတယ်။အမကြီးတမီးကိုသာစေကူတာဖို့စူးစမ်းစေခြင်း ਨੇ ။ဟုတ်ကဲ့ပါဆရာကြီးရဲ့။ဥဖိုးဝေကအကြီးလာကို စကားပြောနေစဉ်ကိုစောကခက်ထန်မှကြောတဲ့လေးတန်နဲ့ဘိုးတော်မကုနိုင်ပြန်တော့ထမင်းလကစားရမလားဆိုပြီးအချိန်ဆွဲမနေနဲ့ စိတ်ချစိတ်ချနင်မခေါ်ခိုင်းလဲခေါ်မှာနင်တို့လိုရိုင်းတဲ့သူတွေစီလာကြင်တာမဟုတ်ဘူးတဲဖြူလေးကိုတနာလို့သာလာရတာမိနွယ်ကအဲ့ဒီလိုပြောပြီးဆရာကြီးအနားထိုင်နေတဲ့သူရိယာအားလှမ်းပြီးတော့မောင်လေးဆရာကြီးကိုအမတို့အိမ်ပြင်ခဲ့ပါနော်အမပြန်နှင့်မယ်မိနွယ်ကကလေးကိုခြိထားလျက်မတ်တက်ထားရလိုက်ပြီးရွာသားများဘက်ဒီနေ့အိမ်မှာဟင်းသိမ့်မကောင်းဘူးဆရာကြီးတွေဟင်းလာပို့ကြအောင်အဲ့ဒီလိုရွာသားတွေကိုပြောလိုက်တဲ့အခါမှာတော့ရွာသူရွာသားတွေက အမလေးမိနွယ်နေမပို့ခိုင်းလဲပို့မဲ့သူတွေပါဟဲ့ဟုတ်ပါဟုတ်ပါရွာသားများကတယောက်တစ်ပေါက်ပြောနေတာကိုဂယူးမပြူပဲမိနွယ်ကတော့ကလေးကိုကြည့်လည်းရအကြီးလာအိမ်ပေါ်ကနေဆင်းသွားပါလေတော့တယ်ရွာသူရွာသားများလည်းအကြီးလာရဲ့သားနှစ်ယောက်ကို ပြစ်တင်ပြောဆိုပြီးအိမ်ပေါ်ကနေအရှူအရှူဆင်းသွားကြပါတော့တယ်ညုံဝင်းနဲ့မိနွယ်တို့ရဲ့အိမ်မှာဥပိုးဝင်တဲ့သူရိယာထမင်းစားတောက်လိုက်ပါတယ် အဲဒီနောက်မှာတော့အချိုပွဲဖြစ်တဲ့ထညက်ခဲဘဲဦးကျော်လက်ဖက်မြေပဲဆန်တို့နဲ့ရင်းနှီးပွဲပြင်ဆင်ပေးပြီးဥဖိုးဝေတို့အားဧခန်နေပါတယ်ဥဖိုးဝေကလည်းအနားမှာရှိတဲ့ညဝင်းကိုငါတူကိုဥကြီးမေးုံမယ်ဟုတ်ဆရာကြီးမေးပါခမမတဲဖြူဆိုတဲ့ကလေးမကဘလို့ဖြစ်တာလဲကွအဲ့ဒါတော့ကျွန်တော်လည်းသိမ့်မသိဘူးတဲဖြူအကြောင်းဆိုမိနွယ်ကပူသိတယ်မိနွယ်နဲ့တဲဖြူကအမြဲတူတူဆိုတော့လေသူ့ကိုပြောခိုင်းလိုက်မှဆရာကြီး ညွန်ဝင်းလဲဥဖိုးဝေအားပြောပြီးအိမ်နောက်ဖွေးမှာပကံစေးနေတဲ့မိနွယ်ကိုအော်ခေါ်လိုက်ပါတော့တယ်။မိနွယ်ရောက်လာတဲ့အခါမှာတော့မိနွယ်ဆရာကြီးကတဲဖြူချောင်းတည်ကျင်လို့တဲ့ပြောလိုက်အောင်ညွန်ဝင်းကသူ့ရဲ့မိန်းမဖြစ်သူကိုပြောလိုက်တယ်။အဲ့ဒီအခါမှာတော့မိနွယ်ကဥဖိုးဝေလိုနဲ့မလန့်မကန်းမှထိုင်လိုက်ပြီးတဲဖြူချောင်းပြောပြရင် စိတ်ထဲမှာမကောင်းဖြစ်ရတယ်။တဲဖြူကသဘောကောင်းတယ်။ရွာထဲမှာအလှဆုံးဟုတ်လား။ကျမပြည့်ပြည့်စုံစုံပြောပြပါမယ်။ ဦးဖိုးဝေကရင်းနှီးချမ်းခတ်ကိုတချိုင်းတောက်လိုက်ပြီးမင်းနဲ့ပြောမယ့်စကားကိုအယုံဆိုင်လိုက်ပါတော့တယ်။ကြာကန်ရွာရဲ့အလှပကေးမသေးဖြူဆိုကြာကန်ရွာရင်မကပဲရွာနီးကျောက်ဆက်ကပါအကုန်သိပါတယ်။တောသူဖြင်းလေးကစားစက်နဲ့ဖြောင့်ဆရာမလို့တဲ့စံကေတာနတ်မောင်နဲ့သပင်နဲ့လိုက်ဖက်စွာရှင်းတန်ကြည်လင်နေတဲ့မျက်နှာဥဥလေးကကြော်ရှင်းနေတဲ့ကိုလုံးလေးနဲ့လိုက်ဖက်စွာရှိနေတာကြောင့်ကာလာသားများတွေမကပဲ အခြားသောပူရိတများပါတဲဖြူနဲ့ရွှေတပိတ်တာဘဲဟာယူမယ်ဆိုရင်တဲဖြူသာယူမယ်လို့ဖြေချသူများမှာအကုန်လုံးဝင်ဖြစ်မယ်ထင်ပါတယ်။လှပတဲ့ရုပ်ရည်နဲ့လိုက်ဖက်စွာကောင်းမွန်တဲ့သဘောထားကိုလည်းပိုင်ဆိုင်နေပြန်ပါတယ်။တနာတက်တဲ့၊ကျင်နာတက်တဲ့၊ကိုချင်းစာတက်တဲ့အဲ့ဒီလိုစိတ်ထားတွေကြောင့်လဲတဲဖြူကသူမရဲ့အိမ်မှာသူရင်ကားလုပ်တဲ့နှင်းမောင်ဆိုတဲ့လူငယ်လေးနဲ့လူငယ်တဘာဝရင်ငံမိတဲ့အခါမှာတော့ ဖာတစိုးဖြစ်တဲ့တဲဖြူကို မိခင်ဖြစ်သူကစူငေါချင်းအမှုပြုပြီမင်းအကိုနှစ်ယောက်ဒီကဟဲ့မိတဲဖြူနင့်ယူမြယူနေလားဘာလို့လဲအကိုစောဘာရမှာလဲငါရွာထဲမှာကြားခဲ့တယ်နင်းတဲ့အိမ်ကလူငါနှင်းမောင်နဲ့ကြိုက်နေကြတယ်ဆိုအကိုကဘာသူပြောလဲဘာသူပြောလဲမင်းမနေနဲ့ဟုတ်လားမဟုတ်ဘူးလားအကိုဖြစ်သူရဲ့စကားကိုတဲဖြူပြန်လဲဖြေကြားခြင်းမပြုတဲ့အခါမှာတော့ကိုစောကဒေါသထွက်ပြီးဟဲ့မိတဲဖြူ နေကငါ့ကိုအေးမဆိုင်တာလားအမေတော်ဘာမှမမေးတာအကိုတို့ကဘာဖြစ်နေရလဲညီမလေးမငယ်တော့ကိုရီးစားထားတာဘာဖြစ်လဲအဲ့ဒါဆိုအဲ့ကောင်နဲ့ကြိုက်နေတာဟုတ်တယ်လို့ပြောရလားဟလားနင်ယူနေလားနင်းကိုကြိုက်တဲ့လူဒီလောက်ပေါ်တာဒီငမွဲကိုမှရွေးရလားအုံနာမပါဘူးလားညီမယူမှာပါအကိုတို့ယူရမှာမဟုတ်ပါဘူးမေတဲဖြူနင်တော့နော်တဲဖြူကတော့ဒေါသထွက်နေတဲ့အကိုနှစ်ယောက်ကိုကြော်ခိုင်းပြီးမိနွယ်ရဲ့အိမ်ကိုအိမ်လဲထွက်သွားပါတော့တယ် တယောက်တည်းရှိတဲ့ညီမဖြစ်သူကိုရိုက်ပုတ်ခြင်းကကိုလင်းနဲ့ကိုစောငငယ်တွေက မလုပ်ပါဘူး။သူတို့ရဲ့ညီမလေးကိုချစ်ပါတယ်။သူတို့ပြောရင်ပြန်ခံပြောတတ်တဲ့သူတို့ရဲ့ညီမကိုစိတ်ဆိုးဒေါသထွက်ယုံတာတတ်နိုင်ကြပါတယ်။လက်ကွေးနေဘေးမှာရှိတဲ့လက်ပံပင်ကြီးရဲ့ပင်စီမှာနှင်းမောင်နဲ့တဲဖြူသမီးစားတဘာဝချင်းတွေ့နေကြတယ်။တဲဖြူကနှင်းမောင်ရဲ့ပကုံးလေးပေါ်မေးတင်ရင်ချစ်သူဖြစ်တဲ့လယ်သမားလေးရဲ့လက်ဖွားများကိုဆုပ်ကမ်းလိုက်ချင်းတဲဖြူအကိုလက်တွေကျန်းလား အင်းတဲဖြူရဲ့လက်လေးတွေကနုနေတာပဲအကိုတွေကအလုံးလုံးမခိုင်းလို့လေလက်ကြောမတည်ဘူးဖြစ်နေဟွန်းတခါတခါအကိုတွေးမိတယ်နှင်းဖြူကကိုနဲ့မထိုက်တန်ဘူးလို့လေအကိုကမဟုတ်တော့ဘူးနော်ဘာမထိုက်တန်တာလဲကိုပိုကြီးဗီဒီယိုရုံကဇာကားတွေကြည့်ပြီးပြောနေတာမဟုတ်လားသိတယ်နော်ရှီသွေးတမ်းပြီးပြောနေတယ်အပြစ်ကင်းစင်တဲ့ချစ်သူတဲဖြူရဲ့မျက်နှာလေးကိုကြည့်ပြီးနှင်းမောင်သူမရဲ့နဖူးလေးကိုနမ်းလိုက်ပါတယ်မဟုတ်ပါဘူးတကယ်မထိုက်တန်ဘူးထင်လို့ပြောတာပါ ရှစ်သူနှစ်ဦးစကားတွေပြောနေခြင်းသူတို့ရဲ့မလန်မကန်းမှာမိသဲဖြူငါတို့ပြောထားရတဲ့အရှက်မရှိဒီမှာလာတွေ့နေတယ်ဗောအဲ့ဒီအတန်ကအရက်မူနေတဲ့သူမရဲ့အကိုနှစ်ယောက်ထံမှထွက်လာတာကိုသိတဲ့အခါအကိုသဲဖြူကိုတကယ်ချစ်လားချစ်တာဗောချစ်ရင်သဲဖြူကိုခိုးတော့ဗျာအဲ့ဒီလိုအရက်မူတဲ့အကိုနှစ်ယောက်ရဲ့ကောင်းမှုကြောင့်နှင်းမောင်နဲ့သဲဖြူအိမ်အောင်ကြပါလေတော့တယ် နှမကိုခိုးသွားတဲ့နင်းမောင်ကိုအခဲမကြေတဲ့ကိုစော်နဲ့ကိုလင်းကအကြီးလာနဲ့ရွာမလူကြီးတွေရဲ့စကားတွေကြောင့်လက်မခံခြင်းပေမဲ့လက်ခံလိုက်ရပါတယ်။ဒါပေမဲ့လည်းရောက်ဖနှင်းမောင်ကို အမဲအမြင်မကြီးဖြစ်ပြီးအနိုင်ကျင့်နေပါတယ်။နှင်းမောင်ကတော့အစကတည်းကလူရိုးဖြစ်တီကတကြောင်တဲဖြူရဲ့အကူများဖြစ်တီကတကြောင်အကြောင်းကြောင့်ရောက်ဖနှစ်ယောက်ရဲ့အနိုင်ကျင့်ပေါ်ကြမှုကိုတီးခန့်ရင်းနေနေရပါတယ်။ ရဲဒေါ်လာတို့ကပြောင်းမှန်းမသိပြောင်းကုန်ကြပါတယ်။ပြောင်းလဲသွားတဲ့အချိန်ကာလနဲ့အတူနှင်းမောင်ရဲ့ဇနီးဖြစ်တဲ့သဲဖြူမှလည်းကိုလေးလက်ဝန်ရှိလာပါတော့တယ်။မွေးဖွားရန်နီးလာလေလေသဲဖြူအားနှင်းမောင်တယောက်တေချာဂယူးဆိုင်ခြင်းပေမဲ့အလုံများမတရားခိုင်းတဲ့ရောက်ဖရဲကြောင့်ထိုက်သည့်နဲ့ဂယူးဆိုင်ခြင်းနာမှုတွေကမစွမ်းနိုင်ဖြစ်နေပါတယ်။အခုအချိန်မှလည်းမွေးဖွားရန်အလွန်နီးကပ်နေတဲ့မသဲဖြူကိုအိမ်ဝိုင်းထဲမှာတွေ့ပြီး လမ်းကူလျှောက်ပေးနေတဲ့နှင်းမောင်က သူ့ရဲ့မိန်းမဖြစ်သူရဲ့ပူနေတဲ့ဘိုက်ကိုကြည့်ပြီးတဲဖြူအခုထင်တော့ရကြလေးဖြစ်မယ်ဘာလို့လဲအခုကြည့်ပါလားတဲဖြူရဲ့ဘိုက်ကိုခြောက်နဲ့ကန်နေတာဘောလုံးသမားလိုပဲယောက်ျားလေးပဲနေမှာ အကိုကတော့ပြောတော့မယ်ပေါက်ကရလူကျင်တာတော့တမီးလေးတဲဖြူရေတဲဖြူကတော့ယောက်ျားလေးလူကျင်တာတဲဖြူကယောက်ျားလေးဆိုအကိုလည်းယောက်ျားလေးပဲလူကျင်လိုက်တော့မယ်မိမစကားမပင်ရှားတာယောက်ျားကောင်းမြည်တယ်တဲ့ အကိုကတော့လေပြောတတ်နေတာဇနီးမောင်နှံနှစ်ယောက်ကြည်နူးပျော်ရွှင်စွာစကားပြောနေစဉ်ဟဲ့ကောင်နှင်းမဗျားကိုလေမင်းတော်ရဲဝင်ရမယ်မပဲရီစောင့်ရမယ်ကျွန်တော်အိမ်မှာပဲနေပြရစီလားတဲဖြူကမွေးကန်နီးလို့ပါဘာလဲမင်းကငါ့စကားကိုနားမထောင်ဘူးဆိုလေတဘောလားမဟုတ်ပါဘူးအကိုကျွန်တော်မိမကမွေးကန်နီးနေလို့ပါကိုလင်းကနှင်းမောင်ရဲ့စကားကိုခွတ်တုတ်ပြန်ရန်ပြင်နေစဉ်အိမ်ဝိုင်းထဲဝင်လာတဲ့ကိုစော်မ လူမရောက်ခင်အတန်နဲ့လှမ်းပြီးဘာလဲကိုလင်းအကိုကိုပြန်ပြောနေရလားအိုက်ကဒေါ်ကြီးမော်ကြီးနဲ့ဝင်လာတဲ့ကိုစောအနားရောက်ခန်းဒီမှာတဲဖြူမမဟုတ်ပါဘူးကိုစောအဲ့မှာကိုလင်းကညီမယောက်ျားကိုတော်ရဲသွားခိုင်းနေတယ်။သွားရမှာပေါ့နှင်းဖြူကဒီကောင်တို့အိမ်မှာနေနေတာငါတို့ခိုင်းတာလောက်ရမယ်။အရင်ကတည်းကလူငါကအခုမှသခင်လာလို့လို့မရအောင်အကိုတို့အဲ့လိုမတရားမပြောပါနဲ့။ကိုနင်းမောင်ကိုအကိုတို့အနိုင်ကျင့်တာမတရားအလုပ်တွေခိုင်းတာများနေပြီ။ ငုံမဲငုံမဲနဲ့ပြောနေတဲ့တဲဖြူကိုနှင်းမောင်တေချာကြည့်လိုက်တယ်။အဲ့ဒီအတူရောက်ဖားတွေကိုလည်းအကဲခတ်လိုက်တယ်။ရောက်ဖားနှစ်ယောက်ကအလျှော့ပေးမဲ့ပုံမပေါ်ပါဘူး။အဲ့ဒီအတွက်မျက်နှာမကောင်းဖြစ်နေတဲ့တဲဖြူရဲ့ပခုံးလေးကိုဖတ်ပြီးတဲဖြူစိတ်မကောင်းမဖြစ်တော့နဲ့အကိုတော်ရဲသွားလိုက်ပါမယ်။အမေလည်းရှိတယ်ဆိုတော့အကိုစိတ်ချတယ်။မိနေကန်လည်းအမေနဲ့အကိုတေချာစီစဉ်ထားပါရဲ့။မွေးကန်ကြီးစိတ်မကောင်းမဖြစ်နဲ့နော်။အကိုလည်းတဲဖြူနဲ့ယူပြီးမှအယမ်းပင်ပန်းနေရပြီ။တဲဖြူစိတ်မကောင်း မပင်ပန်းပါဘူးတဲဖြူရဲ့ကို့အတွက်စိတ်မကောင်းမဖြစ်နဲ့တဲဖြူသာကြမ်းမအောင်နေဇနီးမောင်နှံတို့ဦးစကားပြောနေကြတဲ့အချိန်ကိုလင်းနဲ့ကိုစော်တို့ကအိမ်ပေါ်ကိုတက်သွားကြပါတယ်အိမ်ပေါ်ကိုတက်သွားကြတဲ့အကိုနှစ်ယောက်ကိုကြည့်ပြီးတဲဖြူကနင်းမောင်ကိုစကားဆိုတယ်တဲဖြူရဲ့အကိုနှစ်ယောက်ကအကိုပေါ်နိုင်တဲ့စီနေလောက်တာတဲဖြူစိတ်မကောင်းထားလိုက်ပါတဲဖြူရဲ့အကိုပေါ်မကောင်းမိမဲ့တဲဖြူပေါ်ဂယူးဆိုင်ပေးတာအကိုကျင်နဲ့နေပါပြီရောက်ဖရီတဲဖြူကိုဂယူးဆိုင်ပေးနေလို့အကိုစိတ်ချရတာ ဟုတ်တယ်နော်အကိုလေးနဲ့အကိုစောက အကိုမရှိရင်တဲဖြူကိုခယူးဆိုင်တယ်သူတို့အကိုကိုပဲအခဲမကြေဖြစ်နေတာကိုချင်းစာပါတယ်ရောက်ဖရီကိုသူတို့နှစ်မအလှပကလေးကိုခိုးသွားတာဆိုတော့ဘယ်ကြည့်မလဲနှင်းမောင်ကရင်ကိုကော့ပြီးဂုံယူစွာပြုံးပြီးပြောနေတာကိုတဲဖြူသဘောကျစွာရည်လိုက်ပြီးသူတို့နှစ်ဦးပြုံးရှင်စွာလမ်းပြန်လေရှောက်နေကြပါတော့တယ်တနေ့တော်နေ့လယ်မှာတဲဖြူပိုင်းလာတယ် အဲ့အတွက်ကြောင့်မို့လို့အကြီးလာကအိမ်ပေးမှမိန်းမသားတွေကို ခေါ်လိုက်တယ်။မိလာတို့မိနွယ်တို့လာကြအောင်ဟေးတဲဖြူပိုင်းလာလို့အကြီးလာရဲ့အော်တန်ကမကျဲဝန်းလာတဲ့ရွာလေးရဲ့အလဲပိုင်းမှာရှိတဲ့အိမ်တော်တော်များများကကြားရပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့မိန်းမသားအချို့အကြီးလာရဲ့အိမ်ကိုရောက်လာပြီးအကြီးလာတဲဖြူမွေးတော့မလား။မွေးတော့မယ်ထင်နေ။ညီတို့တွေကတယောက်လက်တဲ့တော်ငယ်လေးကိုခေါ်ခဲ့ကြည်ယုံ။ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုလမ်းလျှောက်နေတာတန်းတင်သားတအေးလား။ ဟုတ်တယ်အကြီးကျွန်တော်ตาအေးပါအေးအေးနင်းလေလေးလိုက်သွားပြီးနင်းမောင်နဲ့သူ့အကိုလေးကိုတော့ပြောပြီးအောင်ဟုတ်ကဲ့ဟုတ်ကဲ့ตาအေးလည်းအကြီးလာပြောထားတဲ့အတိုင်းနင်းမောင်တို့အားသွားခေါ်ရန်ထွက်သွားပါတော့တယ်အကြီးလာကလည်းတဲဖြူကိုမိနေကန်းနဲ့ဝင်စီပြီးမိဖွားရဲ့အသည်ပြင်လိုက်တယ်အရက်လက်တဲ့ဒေါငယ်လေးနဲ့အခြားသောအမျိုးသမီးအချို့လည်းမင်းနေကန်အတွင်ဝင်ပြီးမွေးဖွားရမှာကူညီနေပါတော့တယ်။ရွာနဲ့အတန်ငယ်ဝေးတာကြောင့်တာအီးတယောက်နှင်းမောင်တို့စီအချိန်တော်ကြာမှရောက်သွားတယ်။ သူရောက်ချိန်မှာတော့နှင်းမောင်နဲ့ရောက်ဖာနေအောင်ပြဿနာတက်နေဟန်ရှိတယ်။အကိုတို့မပဲတွေကိုအမေမသိအောင်ရောင်းလို့မဖြစ်ဘူးထင်တယ်။ကျွန်တော်ကစောင့်အဲ့ရတာဆိုတော့အမေကရောတာသိရင်ကျွန်တော်ကိုအထင်လွဲနေလိမ့်မယ်။ဟဲ့ကောင်ငါတို့အရက်ကျွေးဆက်ဖို့ပြောပြီးသားအမေကိုမင်းမပြောရင်ဘယ်သူမှမသိဘူး။အကိုအမေကိုပြောတာပိုကောင်းမယ်နော်။ဟိုနေ့ကမပဲဘလောက်ထက်တယ်ဆိုတာအမေသိတယ်။မင်းမပြောရင်မသိဘူး။ငါတို့ညီမကိုယူလို့လဲပိုင်ရှင်ဖြစ်ပြီးထင်မနေနဲ့။ အဲ့လိုသဘောပြောတာမဟုတ်ပါဘူးအကိုတို့ကနှစ်တင်းဆိုတော့အတော်များတယ်အမေတိမှမပဲနှစ်အိတ်ကိုတယောက်တည်းအိတ်ထမ်းဖို့ဟန်ပြနေတဲ့ရောက်ဖားနှစ်ယောက်ကို သူတို့ထမ်းမဲ့မပဲအိတ်ကိုလက်နဲ့ပြီးရင်စိုးနေတာအရက်မူနေကြတဲ့ကိုလင်းနဲ့ကိုစောနှစ်ယောက်အနေကိုစောမကိုလင်းဒီကောင်ရှာရှိတယ်ဗျာပြောပြောဆိုဆိုလှဲရှိမှနွားတဘိုးတို့အာယူပြီးမပဲအိတ်ကိုဖိထားတဲ့နင်းမောင်ရဲ့ခေါင်းကိုရိုက်လိုက်ရာအာ နှင်းမောင်အော်တဲ့နဲ့အတူသွေးတွေဖြာကြလာတယ်။အဲ့ဒီမြင်ကွင်းကိုမြင်ရတဲ့တာအေးကတဲဖြူမီးဖွားနေတာကိုမပြောတော့ဘဲအိမ်ကိုပြန်ပြေးလာပါတယ်။တဲဖြူရဲ့နာကျင်လို့အော်ဟစ်တန်ကငြိမ်သွားပြီဖြစ်ပါတယ်။လက်သက်ဒုံငယ်လေးနဲ့အကြီးလာပါဝင် အခြားအမျိုးသမီးတွေရဲ့ဝမ်းသာအားရပြောနေတဲ့စကားသံများကကလင်းကိုတန်တဲ့အတူမိနစ်ခံလေးအတွင်မှလွင်ပြန်လာပါတယ်။ဟဲ့တဲဖြူကြည့်ပါဦးယောက်ျားလေးဟဲ့လူကလည်းလှပါတော့ အမေကချော်အဖေကခန့်ဆိုတော့ကလေးကပြောစရာမရှိတော့ပါဘူးတော့ဟုတ်ပါကြောက်မီလေးကချစ်စရာလေးနော်မကြီးအေးဟဲ့မလာရဲ့နေမီကလူကျောပဲအကန်းလေးအတွင်းမှာမွေးကင်းစကလေးလေးအားချီမို့နေစဉ်အိမ်ဝိုင်းအပြင်မှာအိမ်ထဲကိုတာအေးအော်ကြီးဟစ်တဲ့နဲ့ပြေးဝင်လာတယ်အေးလာအေးလာမတဲဖြူမတဲဖြူတာအေးအော်ဟစ်ပြီးအိမ်ထဲဝင်လာပြီးမိနေကန်းနာအယောက်အထဲဝင်မှပြုစဉ် အပါဝမအမျိုးသမီးတဦးကတားလိုက်တယ်။ဟဲ့တာအေးနင်ဝင်လို့မရဘူး။အဲ့ဒီလိုတားလိုက်တဲ့အခါတာအေးကကြဲလောင်တဲ့လေတံနဲ့အဟီးလာအဟီးလာတားရီလေမတ်သဲဖြူယောက်ျားကိုနင်းမောင်ကိုလဲကတဘိုးကြီးတုံးနဲ့ရိုက်နေတာသိပြီလားမသိဘူး။ကိုနင်းမောင်ကောင်းမှသွေးလိနေလောက်ပါအောင်။တာအေးရဲ့စကားအဆုံးမှာတော့မိနစ်ခန်းလေးအတွင်းမှာတဲဖြူရဲ့အော်တန်နဲ့အတူ အီလာနဲ့အကြအမျိုးသမီးများရဲ့အတန်ကပေါ်လာပါတော့တယ်။အမေအမေကိုနင်းမောင်ကိုနင်းမောင်တဲဖြူစိတ်အေးထားသမီးစိတ်အေးထားအဲ့ဒီလိုအတန်များနဲ့အတူတဲဖြူရဲ့အုံငူတန်ကအခန်းလေးထဲမှကျိန်လောင်စွာထွက်ပေါ်လာပါတော့တယ်။မိနွေရဲ့ပြောစကားများကိုကြံတဲ့လူသုံးယောက်ကစိတ်ပါဝင်စွာစွာနားထောက်ပြီးအဲ့ဒီထဲမှဥဖိုးဝေကသွေးနုသားနုနဲ့လန့်သွားတာဖြစ်မယ်။ဟုတ်မယ်ဆရာကြီး တန်းနဲ့နှင်းမောင်ကဘလို့ဖြစ်သွားလဲခေါင်းကွဲသွားတယ်ဆရာကြီးမြို့ကိုရွာလူကြီးကလိုက်ပို့ထားတယ်စေးုံတက်နေတော့သူ့ကလေးတော်မမြင်ရသေးပါဘူးဟိုနှစ်ယောက်ကိုကအေးမယူဘူးလားနှင်းမောင်ကသူ့မိန်းမကိုစိတ်မချလို့အေးယူဖို့နေနေတတသူ့ယောက်ဖားတွေကိုအိမ်တင်းပြန်ခိုင်းတာတဲ့အင်းအသက်မသေးလို့ကံကောင်းတာပေါ့ဥဖို့ဝေတို့ကလည်းအချိန်အတန်တင့်ကြတော့အခါအေရွှင်နေဖြစ်တဲ့ညဝင်းနဲ့မိနွယ်ကိုနှုတ်ဆက်ပြီး လက်လုတ်တောင်ဘောကိုပြန်သွားကြပါတော့တယ်။ရွာရှိပိုင်းမှာရှိတဲ့ပျော်ကဆရာဦးစံတင်အိမ်မှာတော့ကိုလင်းနဲ့ကိုစောရောက်နေပြီးသူတို့ဆရာကြီးအားဆရာကြီးကျွန်တော်တို့အမေရဲ့လက်လုတ်တောင်ဘောကလူကြီးကတော့အပမထုတ်ပေဘူး။ဟုတ်လား။ဟုတ်တယ်။အရာဆရာကြီးပဲထုတ်ပေးပါနော်။အေးငါကတခြားရာကလာပင့်ထားတာရှိတယ်။ညအိတ်သွားရမှာ။မင်းမေကလည်းငါ့ကိုယုံဟန်မရှိလို့မင်းတို့ပဲထုတ်ပေးလိုက်ကြပါလား။ကျွန်တော်တို့ဖြစ်ပါမလား။ ်ဖြစ်ပါတယ်ငါစေးတိန်လုံးပေးလိုက်မယ်မင်းတို့အဲ့ဒါနဲ့အမောင်ဘလော့ကကိုရိုက်ပြီးထုတ်လိုက်ကျွန်တော်ညမကိုအဲ့ဒါနဲ့ရိုက်ရမှာလားငါစော်နဲ့ငလင်းကမင်းညမကိုရိုက်တာမဟုတ်ဘူးမင်းညမဘာမှမဖြစ်ဘူးသူ့ကိုပိုးကက်နေတဲ့အမောင်ဘလော့ကကိုထိရကိုလင်းနဲ့ကိုစော်လည်းဦးစံတင်ရဲ့ပြောစကားကိုနားလည်ဟန်နဲ့ကောင်းငိမ့်လိုက်ပြီးဦးစံတင်ပေးတဲ့စေးတိန်လုံးလိုပြောတဲ့အစစ်ပိတ်ဝါးကြိမ်တစ်ခုကိုယူပြီးနှစ်ယောက်သားအိမ်သို့ပြန်သွားကြပါတော့တယ်ဟုတ်ကဲ့ပါ ဒီနေ့ဇလံလေးကတော့ဒီလောက်ပါပဲရှင်။ဒီနေ့ပြပြပေးထားတဲ့ဇလံလေးကတော့ဥပိုးဝင်တဲ့ကြာကန်ရွာသူမသိဖြူဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်။စိတ်ဝင်စားကြတဲ့ဇလံကောင်းများစွာကိုတင်ဆက်ပေးသွားအောင်မလို့ကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်သွားပေးပါအောင်နော်။